ချစ်သွန်ဆိုင်ခင်တွေတွေကိုသူရဆုနဲ့စိုက်ပျိုးရေးပေးသွင်းနိုင်ဖို့အခက်တွင်နေရကြောင်းပြည်စီဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါလေ။မကွေတိုင်းဒေသအတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေရကြောင်းဒေသခံတောင်သူတွေအနေနဲ့နေရက်စွခွာထွက်ပြေးနေကြရတဲ့အတွက်ချစ်သွန်နီဆိုင်ခင်တွေတွေကိုပူသက်စီအားစီနဲ့ရေးပီးတွေးနိုင်ဖို့အခက်တွင်နေကြတာပဲဖြစ်ပါလေ။လရှိမှာချစ်သွန်အဓိကစိုက်ပျိုးတဲ့ဆလင်းစိတ်ဖြူပေါင်းနဲ့မြိုင်စတဲ့မြို့နယ်တွေမှာ ိတ်ပူရီမကြာခဏဖြစ်ပွားနေတဲ့ပြင်လေကြောင်းတိုက်ခိုက်မှုတွေပါရှိနေရကြောင်းဒေသခံပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ကျက်သွန်ဆိုင်ခင်းတွေတွေကိုရေသွင်းရမယ့်အချိန်မှာရေမသွင်းနိုင်ခြင်းရောဂါပိုးမွားကြရောက်ခြင်းမှာပိုးသက်စေအားစင်မတုံးနိုင်ခြင်းစတဲ့အခြေအနေတွေကြောင့်စိုက်ခင်ပျက်စီးဆုံးရှုံးမှုတွေလည်းရှိနေတယ်လို့စလင်းမြို့နယ်ကဒေသခံတောင်သူတို့ကပြောပါရယ်။ အခုနှစ်ဆောင်ရည်ချစ်သွန်ဆက်ပြူချိန်မှာတော့ဆက်ပြူစရိတ်ကတည်းကကိုချစ်သိန်း40လောက်ထိကုန်ကြခဲ့တာကြောင့်အချိန်မီရင်မသွေးနိုင်ခင်ရင်တော့ချစ်သွန်ခင်တွေပြည့်စည်ပြီးတောင်သူတွေအရှုံးကြီးနိုင်တယ်လို့လဲပေါ့ညွနယ်ဒေတာခန်တောင်သူတူကပြောဆိုထားပါတယ်